哎，tamam, 了的，嗯，打六颗来了啊？两两啊。来、 uh，两两、uh，啊，当然啊，

အစင်လေးကိုသူ့နဲ့သူ့ရွယ်ကြုံနဲ့ထည့်လိုက်တာပေါ့နော်တလုံးလေးကာထားတယ်ကျွေးချီထားတယ်စင်လီကနည်းနည်းအရွယ်ရောက်ဖို့နီးလာပြီပေါ့

ရှင်းနေချက်ထဲခက်ခဲဖြစ်နေပြီဆိုတော့ဒီရမနေနိုင်တော့ဘူးเนาะသူကလေးရှင်းနေချက်ထဲရောက်နေချိန်ဆိုတော့အဲ့ဒါမအေးကြီးကိုခေါ်ထုတ်သွားတယ်ဒါပေမဲ့မအေးလည်းအများကြီးဘာမှမတက်နိုင်ဘူးဘာလို့လဲဆိုတော့သူကဒီသူ့ခတ်တယ်လို့ခေါ်လာတယ်ခြေချီကိုလေ ခက်ချင်းချင်းချုပ်ထားခက်ချင်းချင်းပြန်ကြိုးခတ်ထားတာဆိုတော့လေဟုတ်ကဲ့မိတ်ဆွေတို့ဒီဗီဒီယိုဖိုင်ထဲမှာမြင်ခဲ့ရတဲ့အကြောင်းအရာကတော့ဒါသူစင်လေးကိုကျုံသွင်းတဲ့လုပ်ငန်းပေါ့နော်လုပ်ငန်းစဉ်ပေါ့ဒါကဘာလို့လောက်ကလာလဲဆိုတော့စင်တွေကအရန်ကိုတတ်မာတယ်ဒီစင်လေးကမကြခင်သူကရွယ်ရောက်တော့မယ်ပေါ့ဒါကြောင့်မို့ပဲဒီစင်လေးကိုသူကထိန်းကြောင်းမဲ့စင်ဦးစီးရဲ့အမိန့်ကိုနာခံတတ်အောင်ဒီလိုမျိုးကြုံသွင်းပြီးတော့ ပုံစံပေးတာပေါ့နော်ပုံစံပေးတယ်ဆိုတာဒီသူတို့အဲပုံစံတစ်ခုတွင်းလိုက်တာပေါ့လေနော်ဒါကဒီသိစ္ဆန်တွေကိုပေါ့သိစ္ဆန်တွေအပေါ်မှာဒီကိုချင်းစာတရားနဲ့မြတ်တာတရားနဲ့ပေါ့ကောကြည့်မယ်ဆိုရင်တော့ဒါကဒီလူတွေကရက်ဆက်တယ်နှိမ့်ဆက်ညှဉ်းပန်းတယ်ပေါ့နော်ဒီလိုမျိုးယူဆလို့ရနိုင်တယ်ဒီလိုမျိုးမြင်နိုင်တယ်ပေါ့ဒါပေမဲ့တကယ်လက်တွေ့ဘဝမှာကျတော့ လူတွေနဲ့စင်တွေကအင်းအချင်းအရင်ကွာချားတယ်ပေါ့နော်လူတွေကစင်တွေကိုခိုင်းမယ်ထိန်းကြောင်းမယ်ဒီလောကကြီးမှာအသုံးပြုမယ်ပေါ့ဒီလိုအခြေအနေမှာကြတော့ဒီစင်တွေကအင်းအချင်းလူတွေတစ်အများကြီးကြီးမားတယ်ဆိုတော့ဒီလိုသာမလုပ်ထားခဲ့လို့ရှိရင်လည်းမရဘူးပေါ့ဘာလို့လဲဆိုတော့စင်ဦးစီးကိုတော့မှပြန်ပြီးတော့နင်းတတ်တဲ့စင်တွေရှိတယ်ပေါ့နော်အဲ့လိုမျိုး ဖြစ်ရတည်ရှိတယ်။ဒီလိုမျိုးတွေလှုပ်ထားတာကမှဒီလိုမျိုးစင်ဦးစီးရနေပြီးတော့ငယ်နိုင်ဖြစ်အောင်ပေါ့နော်။ထိန်းထားတာကမှလှုပ်ထားတာကမှချိုးစင်တွေမှုံယူလာလို့ရှင်ထိန်းမရတော့အောင်ကြမ်းတမ်းတာတွေစိတ်ရိုင်းဝင်တာရှိတယ်ပေါ့နော်။အဲ့လိုဆိုတော့ဒါကလည်းတစ်ဖက်ကကြည့်ရင်တော့လေလိုအလိုသာလှုပ်ရတာပေါ့။သူကဘာလို့လှုပ်ဘာလှုပ်တာလဲဆိုရင်ဒီစင်လေးကိုဒီသူနဲ့အရွယ်သူကြုံတွင်းမဲ့ဆင်နဲ့ပေါ့နော်အရွယ်အစဉ်ပြေမဲ့တင့်တော်တဲ့ ဒီလိုမျိုးကျုံးလောက်ထားမယ်ပြီးအိုက်ထဲကိုမောင်းထည့်မယ်ထည့်ပြီးရင်ခြေတွေလက်တွေကိုကြိုးတွေနဲ့ခြီးပြီးတော့ဆွဲထားတယ်သူ့ကိုကောင်းကောင်းမွန်မွန်လည်းပေးမနေဘူးသူ့ကိုလှဲနေလို့လည်းမရဘူးအိတ်လို့လည်းမရဘူးလှဲလို့လည်းမရဘူးဒီတိုင်းပဲမတက်လည်းကောင်းကောင်းရက်လို့မရဘူးအဲ့လိုပုံစံနဲ့အစာလည်းအကျွေးဦးရေလည်းမတိုက်ဘူးမသေးုံတမယ်လေးပဲကျွေးပြီးတော့ထားထားတာဒါမဲ့ဆိုရင်တော့ရေရဆက်ဆက်နှိမ့်ဆက်တာပေါ့နော် နှင်းပန်းလိုက်တာပေါ့နှိမ့်ဆက်နှင်းပန်းလိုက်တာပေါ့အဲ့လိုလှုပ်လိုက်တဲ့အချိန်မှာဒီဆင်ကတဝက်မှန်နေချသွားပြီးတော့သူတွေရဲ့ထိန်းကြောင်းမှုကိုကောင်းကောင်းမွန်မွန်လက်ခံတယ်ဆိုတဲ့အခြေအနေမျိုးရောက်တော့မှသာသူတို့ကဒီဆင်လေးကိုပုံမှန်တိုင်းရကိုလို့ပြန်ပြီးတော့ကျွေးမွေးထားတာပေါ့နော်အဲ့ဒီအချိန်မှာအဲ့ကျုံတဲ့ကိုထည့်ထားပြီးအဲ့လိုနှိမ့်ဆက်နှင်းပန်းနေတဲ့အချိန်မှာဒီဆင်ကအားနေလာပြီးတော့လူစကားကိုနားထောင်လာဖို့ လုပ်တဲ့ချိန်မှာသူ့ကိုထိန်းကျောင်းမဲ့စင်ဦးစီးလုပ်မဲ့သူပေါ့အဲ့စင်ဦးစီးလုပ်မဲ့သူကပဲသူ့ကိုတွားပြီးတော့အဲချော့လိုက်ပေါ့နော်အစာလေးနည်းနည်းပါလောက်ကျွေးလိုက်ပြောမယ်ဆိုရင်တော့တိမ့်သွင်းတာပေါ့အဲအကြောင်းမို့လို့ဒီစင်ဦးစီးတွေကိုစင်တွေကတော့ဟာကျူကျူကျူပြီးနားထောင်တာပေါ့နော်နားခံသွားတာပေါ့အဲ့ဒါသူကစင်လေးကိုအစာလေးနည်းနည်းကျွေးမယ်ချော့မယ်တခြင်းဆူပြရတာတို့သူအဲ့လိုမျိုးတွေပေါ့နော်ရှိတယ် စင်တွေကိုလိမ္မာလာအောင်ပေါ့ရင်လာအောင်အဲ့လိုမျိုးတွေလုပ်တယ်ဒါကတော့ဟိုငယ်တဲ့စင်ဆိုတော့သူအချိန်ကာလအားဖြင့်တော့အရင်ကြီးမကြဘူးပေါ့နော်ရက်အများကြီးမကြဘူးလို့ယူဆရတယ်တကယ်လို့တောစင်ရိုင်းတွေကိုဖမ်းတဲ့အခါဖမ်းပြီးလို့ရှိရင်လည်းအဲ့လိုပဲကျုံသွင်းရတယ်ဘာလို့လဲဆိုတော့ဒါမှလူတွေကထိမ့်သိမ့်လို့ရမှာဒါမှလူတွေကခိုင်းစားလို့ရမှာပေါ့နော်သူတို့ကဒီစင်ကိုထိမ့်ချုပ်လို့ရမှာအဲ့လိုထိမ့်ချုပ်လို့ရဖို့အတွက်စင်တွေဖမ်းတယ်ဆိုရင်လည်း စင်အစ်စ်ပေါ့စင်ရိုင်းအစ်စ်ကိုဖမ်းပြီးပြီးပြီဆိုရင်လည်းဒီလိုပဲလောက်ကြတယ်ပေါ့အဲ့လိုလောက်တဲ့အခါမှာကြာရင်ဒီတော့စင်ရိုင်းတွေဆိုရင်တပတ်အထက်ပို့ပြီးတော့လည်းကြာတတ်တယ်ဒီစင်လေးကတော့ဒါမအေးကြီးကနေပြီးတော့လူကြားထဲမှာပဲမွေးထားတဲ့စင်လေးဆိုတော့အဲ့သူအဘိုးကျိုးသွားအောင်ပုံစံတစ်ခုပေါ့နော်ဝင်သွားအောင်လို့ကျုံသွင်းပြီးတော့တောက်တာဆိုတော့အဲအရန်တော့အကြဘူးလို့ထင်တယ်ပေါ့နော် ဖြစ်တယ်အများကြီးကြာပြီးနှိမ့်ဆက်ခံရလိမ့်မယ်တော့မဟုတ်တော့ဘူးထင်တယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲမိတ်ဆွေတို့အနေနဲ့ channel လေးကို subscribe မနစ်ကြသေးရင်လည်း subscribe နှိပ်ခဲ့ဖို့မေတ္တာရက်ခံကြပါတယ်ရှိရှိပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်